လုံးမဲမင်္ဂလာပါဒီနေ့ဂျွန်လ15ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေအများကြီးထည့်ကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ဒီစကိုင်းတိုင်းမုံရွာမြို့မှာရှိတဲ့ဒီနမခအနောက်မြောက်ပိုက်တိုင်းစစ်ဌာနချုပ်ကိုနေပြီးတော့ short title သုံးလုံးနဲ့ပြည့်တယ်သုံးလုံးစလုံးချရောက်ပေါက်ကွဲတယ်ဒီနေ့တက်တီဒီပြည့်စည်ဆုံးရှုံးမှုတွေကိုအတည်ပြုထားတာကိုသတင်းမီဒီယာတွေမှာမတွေ့ရသေးဘူးအဲ့ဒါကမနေ့ကပြစ်လိုက်တာเนาะဆိုတော့ဒီနေ့အပြည့်အစည်းတွေနော်အဲ့ဒီမှာဒီပြောက်တွေဘလောက်ရှိလဲဆိုတဲ့ဟာကို တင်းမီဒီယာတွေကနေပြီးတော့အတည်ပြုထားတာတော့မရှိဘူးအဲ့ဒီမှာတည်တင်းထပ်ပုံတွေကတော့ကျွန်တော်တို့တွေးလိုက်မယ်အဲ့ဒီနမခကိုပြည့်တဲ့တည်တင်းထပ်ပုံတွေပေါ့နော်ဆိုတော့ဒီနမခဟာဆိုလို့ရှိရင်လည်းခဏခဏပြစ်ခါရတဲ့နော်ဒီစတန်ဌာနချုပ်တို့ခုကျွန်တော်တို့တွေးရလိုက်မယ်မော်ဘီလေတပ်ပြီးလို့ရှိရင်တော့တောင်ငူလေတပ်ကျွန်တော်တို့ခဏခဏပြစ်ခါရတဲ့အေလာလေးစိတ်လေဒီအတိခံပုံတွေနဲ့ခဏခဏပြစ်ခါရတဲ့နေရာတွေဖြစ်တယ်နော်အဲ့လိုမျိုးဒီ နာမခါကို short time တော့သုံးလုံးနဲ့ပြစ်တယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့ဒီပြလို့ရတယ်။နောက်ပြစီဆုံးရှုံးမှုတွေတော့ဒီနေ့ထက်တည်တဲ့မီဒီယာလောကမှာကျွန်တော်တို့မတွေ့ရသေးဘူးဆိုတဲ့ဟာတော့တွေ့ရလိမ့်မယ်။နောက်တစ်ခုကဒီပြူစောတိရဲ့ပြသူစေရဲ့နောက်တစ်ခုကစကားစာရဲ့ရဲရဲသူတို့ကပြသူလူထုတွေရဲ့ ဒီဆိုင်ကလေးကားတွေကိုတော့ဖမ်းဆီးတယ်အဲ့လိုမျိုးဖမ်းဆီးတယ်ဆိုတာက license မေ့ပေါ့နော် license မေ့သူတို့ဖမ်းနေဖမ်းပြီးတော့သူတို့ကြတော့မလုပ်လဲဆိုလို့ရှိရင်တော့အခွင့်ထူးခံပေါ့နော်အဲ့ဒါကဒီစကဆာရဲ့ထောက်ခံချက်နဲ့နော်သူတို့ကဒီ license မေ့ကားတွေကိုသုံးခွင့်ရတယ်ပြူစော့ထီတွေအခုပြည်သူစစ်တွေပြီးလို့ရှိရင်ရဲတွေအဲ့ဒီစစ်တပ်တွေတော့မဟုတ်နော်စစ်တပ်တွေကနေပြီးတော့ပြန်ပြီးတော့သုံးတယ်တင်းတယ်ပြီးလို့ရှိရင်သူတို့ကပြန်သုံးတယ်နောက်ပြည်သူပိုင်းကိုတင်းတယ်ပြီးတော့တချို့ကတော့ဖျက်ဆီးတယ်ကျွန်တော်တို့တတိမီဒီယာတွေမှာတွေ့ရလိမ့်မယ်နော်အဲ့ဒီ ဒီဆိုင်ကယ်တွေနော် license နဲ့ဆိုင်ကယ်တွေကိုထောင်ထဲချီပြီးတော့ဟုတ်ဖက်မှာအများဖြစ်ရတော့ဒီရှမ်းတောင်ဖက်မှာနော်တောင်ကြီးဖက်မှာတော်တော်ကိုဖျက်ဆီးတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့ဒါရဲ့အဓိကရွယ်ချက်ကပါလဲဆိုလို့ရှိရင်တော့ဒီ license နဲ့ကားတွေရဲ့ပြီးလို့ရှိရင်တော့ဆိုင်ကယ်တွေကိုအသုံးပြုပြီးတော့ဒီတော်လိုင်းရဲ့အဖွဲတွေကသူတို့ကိုတိုက်ခိုက်မှုတွေလုပ်တယ်နော်အဲ့လိုမျိုး mission ကိုဖော်တယ်စသဖြင့်အဲ့လိုမျိုးပြစ်မှတ်တွေကိုထားပြီးတော့ခုနက license နဲ့ကားတွေကိုဖမ်းတာဖြစ်တယ်နော်ဖမ်းတာဖြစ်တယ် နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကော်တူလေးနိုင်ငံတော်ကိုတီထောင်ဖြစ်အောင်ကိုမရရအောင်တီထောင်မယ်နော်သူတို့တီထောင်မယ်လို့ကြေညာခဲ့တာဆိုလို့ရှိရင်86နှစ်ရှိပြီနော်ကော်တူလေးနိုင်ငံကော်တူလေးနိုင်ငံတော်ကဆိုလို့ရှိရင်လုံးဝတီထောင်နိုင်ခြင်းမရှိဘူးအဲ့ဒီနာမည်ကလည်းကျွန်တော်တို့ပျောက်လုံးနီးပါးဖြစ်သွားတယ်ဒါပေမဲ့သူတို့ထပ်ပြီးတော့အကောင့်တွေဖော်တာကဘယ်သူတွေလဲဆိုလို့ရှိရင်တော့နော်ကော်တူလေးအာမင်လို့ကျွန်တော်တို့ဒီဘုံချုပ်မြနော်ဘုံချုပ်မြရဲ့သားနော်နန္ဒမြကနေပြီးတော့ခွဲထွက်ပြီးတော့သူတို့လောက်တာကိုတွေ့ရတယ်ပထမဆုံးကတော့ ဒီစကားစကားနေလာငါလာဖြုံနေပါမယ်ဆိုပြီးမှတီတန့်သူတို့ကဒီစကားစကားမတိုက်ရလို့တီတန့်ခွဲတယ်လို့ပြောပြီးမှနောက်ဆုံးကြတော့လဲအဖျားရှူးသွားတဲ့ဇီရီလို့မဟုတ်တော့အခုကရှိသေးလားမရှိသေးလားမသိဘူးတင်းမီဒီယာလောကမှာတိတ်မတွေ့ရတော့ဘူးနော်တင်ဖမ်းမယ်ကြားဖမ်းမယ်နဲ့နောက်ဆုံးကြတော့လဲအကုန်လုံးပျောက်သွားတယ်နော်အဲ့ဒီအဖွဲကနော်အခုသူတို့က86နှစ်ဒီကော်တလစ်နိုင်ငံတော်ကိုတီထောင်မယ်ဆိုတော့ဒီနာမည်ကပျောက်သွားတယ် KNU ဆိုပြီးမှသူတို့က ော့ပြန်ပြီးတော့နာမည်တစ်လုံးနဲ့တက်လာတယ်နော် KNU KNLA KNDO စသဖြင့်ဒီလိုနာမည်တစ်လုံးနဲ့တက်လာတယ်အဲ့ဒါကဒီကော်တူလေးရဲ့နာမည်ကိုဒီမအလာဖက်ကလည်းမကြိုက်ဘူးเนาะဒီစတက်ဖက်ကလည်းမကြိုက်ဘူးအဲ့ဒါကိုလုံးဝဒီနာမည်ကိုတော်တော်၆တဲ့ပုံပဲဆိုတော့သူတို့ကလည်းဒီနာမည်ကိုမရရအောင်ကိုယူတယ်ဘာဖြစ်လို့ဆိုတော့ဒီဓမျိုးသားလုံးနဲ့ဆက်ဆိုင်တယ်အဲ့လိုဓမျိုးသားလုံးနဲ့စင်းလုံးမှုတစ်ခုကိုရသွားပြီဆိုလို့ရှိရင်တော့ညာသူတို့ကဆိုလို့ရှိရင်ခုနကသွေးခွေးတဲ့ဟာဒီ KBA တို့ခုနက BGF တို့ ဲဒီမှာဆိုလို့ရှိရင်တော့လက်နက်ကင်တွေအများကြီးရှိတယ်เนาะခုနက KTL လို့ခေါ်တဲ့ကော်တူလေးအာမီတို့စသဖြင့်ဒီလူရာဆိုလို့ရှိရင်မရှိတော့ဘဲနဲ့ဒီကော်တူလေးဆိုတဲ့ခေါင်းစဉ်အောက်မှာကိုလုံးရောက်သွားမှာကိုဒီစကားစကားတော်တော်ကိုကြောက်တယ်အကြောင်းသူတို့ကသွေးခွေတယ်သွေးခွေတယ်သူတို့အောင်မြင်တယ်လို့ပြောမှာပေါ့နှစ်ပေါင်း86နှစ်ထိတောင်ကနော်ဒီကော်တူလေးရဲ့နိုင်ငံတော်ကိုတည်ထောင်နိုင်ခြင်းမရှိဘူးအခုကတော့86နှစ်ရှိပြီသူကလည်းအချိန်ကလည်းလာပြီဆိုတဲ့ခါကျတော့အခုပြန်ပြီးတော့ဒီဟာကို account form ဆိုပြီးတော့ protocol 2 win အဲ့ဒါက ဒီပတိုလို့သုံးတဲ့ကအဲ့ဒါကအစိုးရပေါ့နော်တရားဥပဒေနော်ဥပဒေပတိုကွယ်ထူးဝင်းကနေပြီးတော့ကျွန်တော်တို့ပြောတာကိုတွေ့ရလိမ့်မယ်ဆိုတော့အခု DKNU ရဲ့ဒီကိတ်ထိတ်ပိုင်ကောင်းဆောင်လို့ပြောလို့ရတယ်ပုံမြနော်ပုံမြရဲ့ဇနီးကလည်းအသက်86နှစ်မှာဆိုလို့ရှိရင်ဒီ mess up ဖက်မှာကိုလင်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ဒါကတော့ဒီကိတ်နိုင်ငံရဲ့အစင်လာရှိခဲ့တဲ့ပုံမြရဲ့ဇနီးပုံမြလည်းပုံချုံမြလည်းတည်သွားပြီဒီလို့ရှိရင်တော့အခုဒီ 86နဲ့6နှစ်မှာသူဇနီးလက်ကိုလည်းသွားပြီးနှစ်ယောက်စလုံးမရှိတော့ဘူးပေါ့နော်ဆိုတော့နာမည်ကတော့ရှိနေတုံးပဲနော်ရှိနေတုံးပဲဆိုတော့နောက်တစ်ခုကဗာလဲဆိုလို့ရှိရင်စတိုင်းတိုင်းရွှေပုံမှာအဲ့ဒီမှာဆင်ပင်ကျွန်းဆိုတာရှိတယ်အဲ့ဒီမှာပြူစောထီရွာတကယ့်အခိုင်မာရွာကိုနေပြီးတော့ဒီဖက်ကတော်လိုင်းရဲ့အဖွဲ့တွေကနေပြီးတော့ဝင်ပြီးတော့ တင်ပိုက်တယ်เนาะတင်ပိုက်တဲ့ခါကျတော့အဲ့ဒီမှာပြူစော့ ठी တယောက်ဖေတယ်ဆစ်ရှစ်ယောက်ကိုနေပြီးတော့အကုန်လုံးအရှင်ဖမ်းမိတယ်เนาะအဲ့ဒီမှာဒီလိုလူထုတွေကအကုန်လုံးကယ်ထုတ်ပြီးတော့အဲ့ဒီမှာရှင်းလင်းမှုတွေလောက်တော့ကျွန်တော်တို့ဗီဒီယိုဖိုင်တော့ကျွန်တော်တို့တွေးလိုက်မယ်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်ကလည်းလုံမှုကော်ရပေါ်မှာတင်မီဒီယာတွေမှာတကယ်เนาะဖော်ပြထားတဲ့ရေဘန်းစားတဲ့เนาะဗီဒီယိုဖိုင်လေးတစ်ခုဖြစ်လိုက်မယ်နောက်တစ်ခုကြော်ကြားတဲ့ဗီဒီယိုတွေတပ်ပုံတွေအဲ့ဒါကဘာလဲဆိုလို့ရှင် capacity နော်တတ်တက်ကပါစစ်ဖြစ်တော့မယ်ဆိုပြီးမှရုရှားကနေပြီးတော့ပြောလိုက်တယ်နော်ရုရှားကဒီစစ်ဘုံချုပ်တယောက်ကနေပြီးတော့ပြောလိုက်တယ်နော်တတ်တက်ကပါစစ်ဟာစနေပြီနော်အဲ့ဒါကပါလဲဆိုလို့ရှိရင်တော့အီရန်နော်အီရန်မှာဆိုလို့ရှိရင်နျူကလ িয়ার လက်နက်တွေကိုလုဖို့အတွက်ဒီယူရနီယံတပ်တုတွေကိုနေပြီးတော့သူတို့ကထုတ်လုပ်နေတယ်နော်အဲ့ဒါကိုနေပြီးတော့နော်ကပါကနေပြီးတော့တားမြစ်တယ်နော်သူကတားမြစ်တယ်လောကလက်ဒီနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုကိုလုံးဝမဖြစ်စေရဘူးဆိုပြီးမှသူတို့ကနော် agreement တွေအချင်းချင်းလုပ်တယ်အဲ့ဒီယူရနီယံတပ်တု ထုတ်လုပ်မှုဖြစ်စေဆိုလို့ရှိရင်မင်းတို့ agreement လုပ်ရမယ်။နော်နိုင်ငံတကာကနေပြီးတော့ percentage တောင်းအဲ့ဒါကိုစားနေအဲ့ဒါနဲ့မြောက်66နေတာပေါ့နော်မြောက်66 666တဲ့။နောက်ဆုံးကျတော့အခုဒီ Donald Trump တက်လာတယ်။တက်လာတော့သူ့ကိုပြန်ပြီးတော့ဒီ nuclear လက်နက်ကိုနော်စိတ်ကိုဆက်လက်ပြီးတော့သူတို့လေပတ်ဖို့မလုပ်ဖို့အတွက်နော်အဲ့လိုမျိုး agreement ကိုသူတို့ဆွဲတယ်။ဒါပေမဲ့ရန်နာဖို့တောင်းတဲ့ခါကျတော့သူတို့ကဒီ agreement ထက်မှမဝင်လာဘူး။မဝင်လာတဲ့ခါကျတော့ဒီ Donald Trump ကနေပြီးတော့ဒီ American Donald Trump ကနေပြီးတော့ပြောလိုက်တယ်။မင်းမဝင်ဘူးဆိုလို့ရှိရင်ငါတို့တိုက်မယ်ဆိုပြီးတော့ အခါချင်းချောက်သေးတယ်เนาะချင်းချောက်ပြီးတဲ့နောက်ပိုင်းမှာခု X-ray ကဆက်ပြီးတော့တိုက်လာပြီเนาะဒီ nuclear system မှုမှာသူတို့ကမလွတ်တော့ဘူးဆိုလို့ရှိရင်ဒီ nuclear ကိုသူတို့ကဆက်ပြီးတော့ထုတ်လို့မယ်ထုတ်လို့ရှိရင်အဓိကအန္တရာယ်ကြီးကကြီးလာတာကဘာလဲဆိုလို့ရှိရင် X-ray เนาะ X-ray ကသူနဲ့နီးနီးလေးဖြစ်တယ်ဆိုတဲ့ခါကျတော့သူ့ကိုပထမဆုံးလက်ဦးမှုယူပြီးတော့တိုက်တာနော်တိုက်တဲ့ခါကျတော့အဲ့ဒီမှာ nuclear လန်တက်တွေနော်တကယ်ထုတ်လုပ်တဲ့နေရာအဲ့ဒီနေရာတွေကိုပြင်မှတ်ထားတယ်ပြီးလို့ရှိရင်တော့ဆေးရပြင်မှတ်ကိုအဲ့လိုသူတို့ထားတယ်ထားပြီးတော့ပြစ်တယ်အဲ့ဒီဟာကလောလောဆယ်အဆီဇန်ဆွဲပြီးတော့လောက်တာတော့မဟုတ်ဘူးညာဆုတစုချီပြီးတော့သူတို့ပြင်ဆင်ထားပြီးတော့အဲ့ဒီဟာကိုတိုက်ဖို့အတွက်ပြင်ဆင်ထားတာเนาะနောက်ဆုံးကျတော့ဒီ X-ray ကနေပြီးတော့တိုက်လိုက်တယ်တိုက်လိုက်တဲ့အခါကျတော့အဲ့ဒီ nuclear နဲ့ပတ်သက်တဲ့လူ6ယောက်သေသွားတယ်ပြီးလို့ရှိရင်တော့ဒီကိစ္စဥစုချစ်တယောက်သေသွားတယ်เนาะဆိုတော့အဲ့ဒါကိုလက်သုံးပြန်တဲ့အနေနဲ့ Iran ကနေပြီးတော့ဒီ X-ray ကိုတိုက်ဖို့အတွက်နေပစ်လိုက်တယ်ဒါပေမဲ့တကယ်တကယ်ပြစ်နိုင်တာကတော့ 150အထိပဲပြင်နိုင်တယ်လို့တည်ဆုံးမလို့နည်းနည်းပါရှိတယ်ဆိုတော့ဒီဖက်ကလည်းပြောတယ်မင်းတို့ဒီလိုလုပ်တယ်ဆိုလို့ရှိရင်တကယ့်ရေနံရဲ့အချက်အချာအဲ့ဒီဌာနကောင်ကပြင်မယ်ဆိုပြီးတော့ပြောတော့မင်းကချလိုက်တယ်မြင်တော့ချလိုက်တော့အဲ့ဒီမှာကျွန်တော်တို့ဒီမြို့တော်ဒီဟီယန်ပေါ့နော်ဒီဟီယန်ကိုနေပြီးတော့ဒီအဲ့ဒီတကယ့်ရေနံတွေထုတ်လုပ်တဲ့ နေရာတွေကိုနေပြီးတော့ပြင်မထားတော့ဖြစ်တယ်ထိတယ်အဲ့ဒီမှာတော်တော်ပျက်စီးဆိုရှယ်မှုတွေရှိတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့ဒါကတော့တကယ့်ကမ္ဘာမီဒီယာလောကမှာဆိုလို့ရှိရင်ပြည်ပဆောင်ဖော်ပြထားတဲ့အကြောင်းအရာအီရန်နဲ့အစ္စရေးเนาะကိစ္စတွေအဲ့ဒါကိုနေပြီးတော့တရုတ်ကလည်းပြောတယ်ဖြစ်ရကိုကျွန်တော်တို့အခြေအမေမတားနိုင်ဘူးဆိုလို့ရှိရယ်เนาะတိုက်ပွဲရဆိုလို့ရှိရင်တကယ့်အခြေပြန်တဲ့ဟာဖြစ်လာမယ်သူရမဟာမိတ်တွေပေါ့ အခုအီရန်တို့ဒီမြောက်ကိုရီးယားတို့ရုရှားတို့ဒီယုတ်တို့စတဲ့ကဲသူတို့ကမဟာမိတ်တွေဆိုတဲ့ခါကျတော့အဲ့ဒီတာတရားကပါစီဖြစ်မှကိုတော်တော်ကြောက်တယ်ဆိုတော့ရုရှားကတော့ပြောတာပြောတာပဲเนาะသူကဘာမှလုပ်လို့မနိုင်တော့ကေလို့လည်းမနိုင်တော့ဘာလို့ဆိုတော့ဒီယူကရိန်းကတော်တော်ကိုထိထိရောက်သူတို့ကိုတိုက်ခိုက်နိုင်တဲ့ခါကျတော့ဒီရုရှားတော်တော်ထိနာတယ်ကျွန်တော်တို့အထင်ကြီးတာเนาะအထင်ကြီးတော့မဟုတ်ဘူးမအလိုက်တည်းလေဒီလိုပဲအစင်း38တော့ပါတော့ဘလောက်ပဲเนาะကျွန်တော်တို့ အာကြွားဝါပစိနော်နောက်ဆုံးကျတော့တကယ်တကယ်တိုက်တဲ့ခါကျတော့တော်တော်ကိုအတုံးယုံကြတယ်သူရဲ့ဆရာရုရှားလိုပဲနော်ရုရှားလိုပဲနာမည်ကြီးထမင်းငှက်လိုဖြစ်နေတယ်ဆိုတော့အခုတရုတ်တရုတ်လည်းတကယ်တမ်းတိုက်ပွဲဖြစ်လို့ရှိရင်ဒီလိုဖြစ်နိုင်တယ်ဆိုတော့အဲ့ဒါကသူရဲ့အဓိကတော့ချက်ကတရုတ်ကထိုင်ဝမ်နော်ထိုင်ဝမ်နဲ့ပြဿနာဖြစ်ပြီဆိုတာနဲ့ခုနရုရှားလိုပဲဂျုံဂျုံကျသွားမှာပဲဆိုတော့ဒီရုရှားတော့အီရန်ကိုကူနိုင်ဖို့အတွက်အဆင်မရှိဘူးသူကတော့မှဒီဟုတ်ဖက်ကမြောက်ကိုရီးယားကစစ်ကူတွေကိုတောင်းရတယ်တရုတ်ရဲ့စစ်ကူတွေကိုတောင်းရတဲ့ခါကျတော့ နော်ရုရှားကဒီ Iran ကိုကူဆိုတာမဖြစ်နိုင်ဘူးเนาะသူဟာသူအဲ့ဒီမှာလုံပါနေတယ်သူကတော့အဲ့ဒီမှာเนาะအဲ့ဒီမှာတိုင်ပတ်နေပြီသူကဒီ Ukraine နဲ့တိုင်ပတ်နေပြီဆိုတော့အခုတရုတ်เนาะတရုတ်ကသူဝင်လာမလားဝင်လာလို့ရှိရင်တော့ကျွန်တော်တို့က နော်ပြဿနာတွေကအချင်းချင်းဖြစ်လာမယ်တာတရကပါစစ်တွေဖြစ်လာမယ်ဆိုတော့ရုရှားရဲ့စစ်ဗိုလ်ကတော့ပြောတယ်အခုတာတရကပါစစ်ဟာဆိုလို့ချင်းစနေပြီဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့၃ရက်မြောက်ရှိပြီเนาะအပြန်လှန်ပြစ်ကြတာဒါပေမဲ့ထိနာတာကတော့ကျွန်တော်တို့အီရန်ကတော့ထိနာတယ်ဘာဖြစ်လို့ဆိုတော့အစ္စရေးကပထမဆုံးလက်ဦးမှုကိုရနိုင်တယ်เนาะရနိုင်တယ်အီရန်ကလက်ဦးမှုရလို့ရှိရင်တော့အစ္စရေးကတော်တော်ထိမယ်เนาะဆိုတော့အခုအစ္စရေးကသူတို့အီရန်ကိုနေပြီးတော့တိုက်တာပထမဆုံးလက်ဦးမှုရတဲ့ခါကျတော့အီရန်ကတော်တော်ထိနာတာကိုကျွန်တော်တို့တွေ့ရတယ်ဒါတော့ကဘာတည်းเนาะ တခုကဒေါအောင်ဆက်စုကြည်နော်ဒေါအောင်ဆက်ကြည်ရဲ့မွေးနေ့တွေကပအဝမ်းမှာနိုင်ငံတကာအဝမ်းမှာဆိုလို့ရှိရင်တော့ဒီ80ပြည့်ပေါ့အနှစ်80ဆိုတော့နဲတော့မဟုတ်ဘူးနော်တော်တော်ချင်းမာရေးကောင်းတာပဲနော်သူကလည်းတော်တော်ချင်းမာရေးလိုက်စားတဲ့လူပေါ့တော်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 မမာပဲအသက်80တော့ရှိပြီဒါပေမဲ့သွားလာတာတို့ဘာတို့ကအခုချိုးပိုက်တယ်တို့ထက်အများကြီးနော်သွားလာတာဆိုလို့ရှိရင်တော်တော်ကြီးကြီးရှိသေးဘူးတော်တော်ကိုချင်းမာရေးကောင်းတယ်ဒါပေမဲ့သူရဲ့အသက်တာတဝက်လောက်ကတော့ကျွန်တော်တို့ထောင်ထဲမှာပဲဆိုတော့ဒီနေ့ အဲ့ဒီသူရဲ့မွေးနေ့တွေကိုကပအဝန်းတွေမှာကျွန်တော်တို့ကျင်းပကြတယ်တော်လိုင်းရဲ့နေမြေတွေမှာလည်းတော်တော်ကျင်းပကြတယ်ဆိုတော့ဒီထက်မှာကျွန်တော်တို့ထူးခြားတာတစ်ခုရှိတာကဘာလဲဆိုလို့ရှိရင်နှောင့်ချဖွဲ့စည်းပုံကိုကျော်လွန်ပြီးတော့ဒီစကားစကားနေပြီးတော့ဒီတော့ဆန်းစုချီကိုနေပြီးတော့ထောင်ချတာဆိုလို့ရှိရင်လုံးဝနှောင့်ချဖွဲ့စည်းပုံရဲ့အပြင်ဖက်မှာဖြစ်တယ်နောက်နှောင့်ချဖွဲ့စည်းပုံကိုချိုးဖောက်ပြီးတော့လုတာဖြစ်တယ်ဆိုတဲ့ဟာကိုမန္တလေးရဲ့ရှင်းနေများကောင်စီကနေပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရတယ်သူကိုချက်ချင်းလို့ပါ နောက်တစ်ခုရှိဖွင့်စည်းမှုနဲ့လည်းလုံးဝမကိုက်ဘူးဆိုတဲ့ဟာကိုကျွန်တော်တို့မြန်မာနိုင်ငံရဲ့ရှင်းနေများကောင်စီကနေပြီးတော့ထုတ်ပြန်တယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တတိယမီဒီယာတွေမှာတွေ့ရလိမ့်မယ်နောက်စကူကဒီ CRPH လို့ခေါ်တဲ့ဒီ AUG CRPH CRPH ကတော့ကျွန်တော်တို့ဒီပြည်သူတွေပေးလိုက်တဲ့ mandate နဲ့တက်လာတဲ့လွှတ်တော်ကိုယ်စားလှယ်တွေစုပေါင်းထားတဲ့ CRPH လို့ခေါ်တယ်ဆိုတော့သူတို့ကဥပဒေတစ်ခုကိုထုတ်လိုက်တယ်ဗာလဲဆိုတော့ CDM တော့အကျဲမဖတ်ဒီအနာဖီဆန်ရေးမှာကျွန်တော်တို့ဆန္ဒပြဖို့အတွက်အဲ့ဒီဟာကိုသူတို့ကိုဒီစီရီယံလုပ်ဖို့အတွက်ဖိတ်ခေါ်တယ်သူတို့တွေကြတော့မာလာနဲ့ပူပုံးနေတော့ပဲအဲ့ဒါကိုနိုင်စီရီယံလို့ခေါ်တယ်သူတို့ကိုသူတို့ကိုအပြစ်ပေးနိုင်ဖို့အတွက်ဥပဒေတရားကိုသူတို့ထုတ်ပြန်တာကိုတွေ့ရတယ်เนาะအဲ့ဒါကအနာဖီဆန်ရဲ့လှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေဆိုပြီးမှသူတို့ထုတ်ပြန်လိုက်တယ်เนาะအဲ့ဒါကဒီနိုင်စီရီယံကိုအရေးယူမယ်ပြီးလို့ရှိရင်เนาะစီရီယံတွေကိုထောက်ပံ့နိုင်ဖို့အတွက်เนาะသူတို့ကလုပ်တာဖြစ်တယ်เนาะအဲ့ဒါက စကားစကားဘလို့တုံ့ပြန်လဲဆိုလို့ရှိရင်တော့ဒါတော့တကယ်အတီပေါက်ချင်းချောက်တာဖြစ်တယ်ဆိုပြီးမှသူတို့ထုတ်ပြန်တာကိုတွေ့ရတယ်အဲဒါကစကားစကားလည်းချက်ချင်းထုတ်ပြန်တာကိုတွေ့ရတယ်ပြီးတော့တော်တော်ထိတဲ့ပုံပဲနော် non serial တွေသူတို့ကိုပြည့်ယူမယ်နော် non serial လို့ဒီ serial တွေကိုဘလို့ခွဲခြားလဲဆိုလို့ရှိရင်အနာတိမတဲ့နောက်ပိုင်းမှာသူတို့ကဒီစကားစကားနဲ့ပူပေါင်းပြီးတော့ဆက်လက်ပြီးတော့ရှင်းနေတဲ့လူတွေကိုအကုန်လုံးက blacklist မှာထည့်မယ်သူတို့ကိုဒီမလာပြုတ်ကြတာနဲ့အကုန်လုံးက အရေးယူခြင်းကိုခံရမယ်သူတို့က non cdm တွေကအရေးယူခြင်းကိုခံရခံရပြီးတော့ cdm လောက်တဲ့လူတွေကတော့ကျွန်တော်တို့ပြန်ပြီးတော့သူတို့ကိုအကူအညီအမှားစတွေပြန်ပြီးတော့ run ရမှာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့ဥပဒေကိုထုတ်ပြန်လိုက်တာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုကစတိုင်းတိုင်းပလင်းမှာဆိုလို့ချင်း candles ခန်းကို circular တဲ့အဲ့ဒီမှာနေပြီးတော့ဒီဖက်ကကြောင်းဖြတ်ပြီးတော့တိုက်လိုက်တယ်တိုက်လိုက်တဲ့ခါကျတော့အဲ့ဒီမှာစစ်ကြောင်းမိုင်းထိပြီးတော့အဲ့ဒီစစ်ကြောင်းတစ်ကြောင်းမှာဆိုလို့ချင်းအကုန်လုံးတက်ပြတ်သွားတယ်ဆိုတော့ အတင်းကိုလည်းကျွန်တော်တို့ဒီသတင်းမီဒီယာတွေမှာတွေ့ရလိမ့်မယ်။နောက်တစ်ခုကဒီကြောက်ဖြူမှာเนาะကြောက်ဖြူသတင်းကတော်တော်ကောင်းလာပြီเนาะကောင်းလာပြီ။အဲ့ဒါကဘာလဲဆိုလို့ချင်းကြောက်ဖြူမှာဆိုလို့ချင်းတက်ပွတ်တဲ့အကြီးအကျယ်ပြင်းထန်နေတယ်။အဲ့ဒီမှာလူတွေတော်တော်ဖိနေနေရတကမှာအလောင်းတွေပုတ်ပွားပြီးတော့အစီအရေးတန်းစီနေတာပဲ။အဲ့ဒီ video file ကျွန်တော်တို့တွေ့ရလိမ့်မယ်။ဆိုတော့အဲ့ဒီ video file လေးတွေကိုလည်းကျွန်တော်တင်ပေးခြင်းတယ်။ဒါပေမဲ့ကျွန်တော်ကလည်းတင်လို့မရဘူး။အဲ့ဒီ video file ကျွန်တော်မြင်တယ်။ကျွန်တော်တွေ့တယ်။ကျွန်တော်တင်ချဖို့ကျွန်တော်စူးစမ်းတယ်။တချို့အားတွေတင်ကြည့်တယ်ဒါပေမဲ့ ဒီ YouTube ကခဏခဏပြုတ်ချခံရတော့ကျွန်တော်လည်းမတင်တော့ဘူးကျွန်တော်တွေ့တယ်အဲ့ဒီ video file တွေကိုနော်တော်တော်အလောင်းနဲ့ပြန်ချဲနေတာပဲဆိုတော့ဒီနေ့သတင်းကောင်းကပါလဲဆိုတော့အဲ့ဒီတက်မ71နဲ့တက်မ69တို့နှစ်ယောက်ပူးပေါင်းပြီးတော့စစ်ကြောင်းထိုးခိုင်းတဲ့နော်မလာကထိုးခိုင်းတယ်ထိုးခိုင်းတဲ့အခါကျတော့တို့က A ကိုထိုးစစ်ကိုတို့မစင်တော့ဘူးတို့ A နဲ့ဆက်တွေ့တယ်ဆက်တွေ့ပြီးတော့အကောင်လုံးတိုင်ရင်လိုက်ကို အကုန်လုံးအလက်ထူထောင်လိုက်တယ်လက်နဲ့ချလိုက်တယ်နော်လက်နဲ့ချလိုက်တယ်အဲ့ဒီမှာကျွန်တော်တို့တိုင်ယမုတ်ပါမယ်ပြီးလို့ရှိရင်တော့ဒီစစ်ကြောင်းမုတ်ပါမယ်နော်စစ်ကြောင်းမုတ်ပါမယ်တိုင်ယမုတ်နဲ့စစ်ကြောင်းမုတ်ခိုးစလုံးကနေပြီးတော့အကုန်လုံးတို့ပူပေါင်းတယ်ပူပေါင်းပြီးမှတိုင်ယင်းလိုက်ကိုအလင်းဝင်သွားတာအဲ့ဒီအင်အားက90လောက်ရှိတယ်လို့ပြောတယ်90အင်အားရှိတယ်ဆိုတော့အဲ့ဒီမှာဒီသေတဲ့လူတွေလည်းအများကြီးပဲယာနဲ့ချီပြီးတော့သေတယ်နော်သေတယ်ဆိုတော့တော်တော်ကိုနော်ဒီချောက်ဖြူရဲ့တည်င်းကတော့တော်တော်ကိုကောင်းလာတာကိုကျွန်တော်တို့တွေ့ရနိုင်မယ်တိုင်ယင်းလိုက်ကို အလင်းဝင်သွားတယ်နော်အလင်းဝင်သွားတယ်ဆိုတော့ဒီကြောက်ဖြူကတော့မကြမီကျွန်တော်တို့ကြာနိုင်မယ်ဆိုတော့ကြောက်ဖြူကတရုတ်ပါလို့ပါပဲနော်တရုတ်မပါဘူးဆိုလို့ရှိရင်တော့ကြာတာနော်ကြာပြီနော်ကြာတော့ကြာပြီတော်တော်ကိုချင်း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 နဲ့သူတို့တိုက်နေရတယ်နော်တိုက်နေရတယ်အဲ့လိုမျိုးပုံစံမျိုးဆိုတော့ရခိုင်ပြည်မှာကတော့ဒီ internet တော့ပါလို့ဆိုလို့ရှိရင်တော့ပြည်လင်းနေလုံးမှာဆိုလို့ရှိရင်တော်တော်ကိုပြည်သူလူထုတွေကျွန်တော်တို့သုံးဆွင့်ခွင့်မရှိဘူးသူတို့ကတော့ဒီ AA ဖဲကတော့သူတို့ starling နဲ့တောင်းတာရှိတယ်ဒါပေမဲ့သူတို့နှိစက်တဲ့လူတွေတော့ပဲ ကျွန်တော်တို့နော်သုံးဆွဲပိုင်ခွင့်ရှိပြီးတော့ပြည်သူအများစုကတော့ကျွန်တော်တို့လုံးဝသုံးဆွဲပိုင်ခွင့်မရှိဘူးရန်ကုန်ကတော့မှဟိုဘက်ကရခိုင်ကိုဆက်သွေးဖို့ဆိုတာတော်တော်ခက်ခဲတဲ့နေရာတွေဖြစ်ကုန်တယ်ဆိုတော့အဲ့ဒီမှာလုံခြုံရေးတွေအတွက်သူတို့ပိတ်တယ်ဆိုတော့ပုံစံမျိုးကိုလည်းကျွန်တော်တို့ကြားရတယ်ဆိုတော့ဒီကြောက်ဖြူမှာတော့ကျွန်တော်တို့ဒီတရုတ်ရဲ့ ဒီဒီနိုင်ငံသားတွေပြုလို့ရှိရင်တော့ဒီစကားဆက်ရတဲ့ညဝတီရတဲ့ဌာနမှာရှိတဲ့မိသားစုတွေကိုတော့အကောင်လုံးရန်ကုန်ကိုရွှေ့ပြောင်းပြီဆိုတဲ့တည်င်းကိုလည်းကျွန်တော်တို့တွေ့ရလိမ့်မယ်။နောက်တစ်ခုကပုဂိုးတိုင်ကြောက်ချီမြို့နယ်မှာဆိုလို့ရှိရင်တော့ဒီအုံပင်စုရွာစခန်းကနေပြီးတော့ဒီဖက်ကတော်လိုင်းရံဖွဲ့တဲ့ကဝင်ပြီးတော့တိုက်တယ်။တိုက်တဲ့ခါကျတော့အဲ့ဒီမှာရှစ်ယောက်သေးတယ်နော်။ရှစ်ယောက်သေးတယ်။ဒဏ်ရာရရှိတဲ့လူကတော့အများပြပဲ။အဲ့ဒီမှာအင်အားကတော့ကျွန်တော်တို့30ရှိတယ်နော်။30အဲ့ဒီမှာသေတဲ့လူကတော့ရှစ်ယောက်သေးတယ်။ အဲ့ဒီမှာတန်ရာရရှိတဲ့လူကတော့ဘလောက်လဲဆိုတာတော့ကျွန်တော်တို့ဖော်ပြထားတာမတွေ့ရဘူးဒါပေမဲ့အများပြားဆိုတဲ့စာသားကိုကျွန်တော်တို့သုံးထားတာကိုတွေ့ရတယ်အဲ့ဒီကတော့တော်တော်အသေးအပြောင်းနဲ့ဒီတန်ရာရရှိတဲ့လူတွေတော်တော်များတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တတိယမီဒီယာနေမှာဖော်ပြထားတာကိုတွေ့ရတယ်ဆိုတော့ဒီနေ့เนาะဂျွန်လာ6ရက်နေ့မှာတတိယမီဒီယာနေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့တော့နေမှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပေးကျွန်တော်ဒီ